အနာသိစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်တက်ရောက်တဲ့ဘင်းဆက်ထိတ်သိဆွေးနွေးပွဲကျင်းပရာဘန်ကောက်မြို့ရှိရှန်ဂီလာဟိုတယ်မှာဧပြီလ၄ရက်နေ့ညနေပိုင်းကထိုင်းတပ်ကတူအကြောင်းသားတူလာရောက်ဆန္ဒပြခဲ့ပါတယ်။အဆိုပါထိုင်းအကြောင်းသားကမြန်မာနိုင်ငံသားတွေနဲ့တသားတဲ့ထောင်ပရရက်တီသွားမယ်လို့သူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကတဆင့်ရုတ်တံဖိုင်နဲ့ပြောဆိုခဲ့တာပါ။မြန်မာနိုင်ငံသားတွေနဲ့တသားတဲ့ထောင်ပရရက်တီသွားမယ်။ ကျွန်တော်တို့လိုက်တဲ့နှုတ်ရက်ကအခုချိန်မှာကျွန်တော်တို့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့မြန်မာပြည်မှာဆီယနာရှင်လောက်ကရှိနေတဲ့အချိန်ဖြူစင်တဲ့တက်တွေထောင်နဲ့ချီပြီးတည်နေကြတဲ့အချိန်တောင်းနဲ့ချီပြီးအဖမ်းခံထားရတယ်။ဒါပေမဲ့ဒီချိန်ထဲမှာပဲဒီမိုကရေစီလို့သတ်မှတ်ထားတဲ့ကျွန်တော်တို့ထိုင်းဆိုရကဆီယနာရှင်မင်းအောင်လှိုင်ကိုဖိတ်ခေါ်ဖို့မျက်နှာရှိသေးတယ်။လက်ဆွဲနှုတ်ဆက်ပြုတ်ပွဲစားလုပ်ပြီးဘာမှမဖြစ်သလိုစီဝေးလုံးနိုင်သေးတယ်။ဘာမှစိတ်ဝင်စားကြဘူး။ ဖြူစင်တဲ့အရသားတွေတန်းနဲ့ချီပြီးဖိနှိပ်အကြမ်းဖက်ခံနေရတာတွေကိုကျွန်တော်တို့နိုင်ငံနီးမှာပဲအဲဒါကြောင့်ကျွန်တော်ထိုင်းနိုင်ငံသားတယောက်နေနဲ့ဒီအကြောင်းလုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူးဆိုတာကိုပေးသိချင်တာပါမင်းအောင်လိုက်နဲ့နိုင်ငံအနှံပြားကိုကိုအသိပေးချင်တာကကျွန်တော်တို့ထိုင်းနိုင်ငံသားတွေဆရာနာရှင်ကိုအလိုမရှိဘူးဆိုတာမြန်မာနိုင်ငံသားတွေနဲ့တသားတွေထာဝရယက်တီသွားမယ်နောက်ဆုံးတစ်ခုတောင်းဆိုချင်တာကအခုချိန်ကစပြီးဘာပဲဖြစ်ဖြစ် ကျွန်တော်ကိုမစိတ်ကြပါနဲ့ မြမပြည်ကိုစိတ်ပေးကြပါလို့တောင်းဆိုပြစေလို့သူကဆိုထားပါဗျ။